အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီကြောင်းရလေးကိုမတင်ဆက်မပေးခင်မှာကျွန်တော်ရဲ့သူငယ်ချင်းမိတ်ဆွေတွေထဲမှာတရေဖွက်တာခံမှုတဲ့သူများရှိကြလားကြားလဲကြားပူးမယ်လို့တော့ထင်ပါတယ်မနော်တရေဖွက်တယ်ဆိုတာလေအခုပြောပြမယ့်ဖြစ်ရလေးကလည်းထိုင်းနိုင်ငံကညီကိုနှစ်ယောက်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်ညီကိုနှစ်ယောက်ရဲ့အမိကတော့အငယ်တစ်ယောက်ရဲ့အမိကတော့တန်လို့ခေါ်ပြီးတော့အကြီးရဲ့အမိကတော့တွန်လို့ခေါ်ပါတယ်သူတို့ရဲ့အသက်ပေါ့နော်ဟို6နှစ် အရွယ်ဒီရှင်းနှစ်အရွယ်လုံးငါလည်းကြုံတွေ့ကြရတဲ့ဖြစ်ရဖြစ်တယ်တဲ့လွန်ခဲ့တဲ့၁၂နှစ်လောက်ကပေါ့နော်သူတို့ကြုံတွေ့ရတာတဲ့ဒီနေ့မှာတဲ့အဖိုးတွေအဖွားတွေနဲ့ပေါ့နော်ညီကို၂ယောက်ကလေထဲကိုလိုက်သွားပြီးတော့ဒါသွားကစားကြတယ်တဲ့အဖွားဖြစ်တဲ့သူတို့ကိုလိုက်ပြီးတော့ပေါ့နော်အလေထဲကိုရောက်တဲ့အခါကျတော့အဖွားဖြစ်တဲ့အဲသူကမီးနှယောက်ကိုပေါ့နော်တပင်ရိမ်မှာထိုင်ဆော့ဆိုပြီးတော့ထားပြီးတော့အဖိုးကဒီမြေတူးနေတာဖြစ်တဲ့အခါကျတော့အဖွားကမြေကူတူးဖို့ဆိုပြီးတော့အဖိုးရှိကိုဖတ်သွားတယ်မီးနှယောက်ကိုတော့ဒီနားလေးမှာပဲထိုင်ဆော့နေဆိုပြီးတော့မှားလာခဲ့တယ်ပေါ့နော် ဒါနဲ့ပဲအဖွားနေခိုင်းတဲ့နေရာနာမှာညီကိုနှစ်ယောက်တူတူကစားနေရင်းနဲ့အကြီးဆုံးတယောက်ဖြစ်တဲ့တွန်ကပေါ့နော်နေရင်းထိုင်ရင်းနဲ့ဘဲထွက်သွားမှမသိဘဲနဲ့ပေါ့နော်စကားနေတဲ့နေရာကနေပြီးတော့ပျောက်သွားတယ်တဲ့အညီဖြစ်တဲ့သူကလည်းအကိုတခုခုသွားယူတယ်ထင်ပြီးတော့ပေါ့နော်တတိမထားမိဘဲနဲ့သူနေလိုက်တယ်ဒါနဲ့အဖွားပြန်ရောက်လာတော့အဖွားကမေးတယ် ဟိုနော်အကြီးကောင်မရောက်သွားလဲလို့မေးတော့သူလည်းမဖြေတတ်တော့ဘူးတဲ့အကိုဘယ်ထွက်သွားလို့သွားမှမသိဘူးပေါ့နော်အဲ့လိုပဲပြန်ဖြေလိုက်ရတယ်တဲ့အဖွားထင်ကားလဲပေါ့နော်အကိုကြီးကဒီအိမ်ပြန်သွားတယ်လို့ပဲထင်လိုက်တာတဲ့အဖွားရဲ့အထင်ကားလဲအကိုကြီးကဒီအိမ်ပြန်သွားတယ်ထင်ပြီးတော့အိမ်ကိုလိုက်သွားတယ်အိမ်ရောက်တဲ့အခါကျတော့အဖွားကထမင်းချက်နေတဲ့အမေကိုမေးတယ်တဲ့ငါမင်းအကြီးကောင်ပေါ့နော်အိမ်ပြန်လာတာတွေ့သေးလားအိမ်ရောက်နေလားလားမေးတော့အမေကလည်းပြန်ဖြေရပေါ့နော်အမေမြေအိမ်ပြန်လာတာလည်းမတွေ့မိဘူးအိမ်မှာလည်းမရှိဘူးလို့ပြောလိုက်တော့ ဖွားကလည်းတော်တော်လေးဟိုမှာစိတ်ပူသွားတယ်လေလေထဲမှာလည်းမရှိဘူးပေါ့နော်အိမ်မှာလည်းမရှိတဲ့ခါကျတော့အားလုံးကစိတ်ပူတကြီးနဲ့ဝိုင်းဝန်းပြီးတော့ရှာကြတယ်လုံနဲ့ရွာသူရွာသားတွေပါအားလုံးဝိုင်းကူပြီးတော့ရှာတယ်တဲ့ဘလို့ပဲရှာရှာရှာလို့မတွေ့ဘူးပေါ့နော်ဒီရွာသူရွာသားတွေကလည်းစိတ်ပူတကြီးနဲ့တယောက်တစ်ပေါက်နဲ့ပြောဆိုကြတယ်ဘာလို့လဲဆိုတော့သူတို့ရွာကဒီကလေးတွေကခဏခဏပျောက်ပြီးတော့ဒီရေနစ်သေးကြတာမျိုးတွေရှိလို့အဲ့အကိုပြည့်တဲ့သူကိုရေပဲညစ်နေတာလားဆိုပြီးတော့ဗောနောစိုးရင်ပြီးတော့ရေချောင်းတွေထဲမှာလိုက်ရှာတယ် ဒီချောင်းတွေထဲမှာလိုက်ရှာတော့လေရှာလို့မတွေ့ဘူး။နေရအနှက်ကိုလိုက်ရှာတယ်ပေါ့နော်။ရှာလို့မတွေ့တဲ့နောက်ဆုံးမှာတော့ဒီရွာထဲကဒီနက်ကတော်အဖွားကိုခေါ်ပြီးတော့လေခွင်းထဲကိုသွားသွားပြီးတော့အကိုကိုအမြန်ဆုံးတွေ့ဖို့အတွက်ပေါ့နော်။ယူရပြီးတော့ဒီပူဇော်ကတော်တောင်းမှန်တာမျိုးတွေအဲလုံလိုက်တယ်တဲ့။အဲ့လိုလုံပြီးတော့ထက်မှန်ပြီးတော့ပေါ့နော်မိသားစုတွေနဲ့ရွာသူရွာသားတွေအားလုံးဝိုင်းဝန်းပြီးတော့ထက်ပြီးတော့ပြန်ရှာတဲ့လုံးဝကိုရှာလို့မတွေ့ဘူးတဲ့။ဒီလိုနဲ့အားလုံးကလက်လျှော့လိုက်ကြပြီးတော့စိတ်ပူတော့ကတွေများစွာတယ်ပေါ့နော်။အိမ်ကိုပြန်လာကြတယ်တဲ့။ အိမ်ကိုပြန်ရောက်တော့မှအကိုပြည့်တဲ့သူကပေါ့နော်ဒီလိုက်ရှာနေတော့ကမတွေ့ဘဲနဲ့အိမ်ရောက်တော့မှအကိုကအိရှိတီတန်းရကခုံလေးပေါ်မှာအိတ်နေတာကိုတွေ့လိုက်တယ်တဲ့အားလုံးကလည်းဝမ်းသာတကြီးနဲ့ပေါ့နော်အကိုကိုအမြန်နှိုးပြီးတော့မေးတယ်တဲ့ဘယ်နေသွားနေတာလဲအားလုံးကစိတ်ပူပြီးတော့လိုက်ရှာနေတာပေါ့နော်ဘယ်သွားပြီဘယ်ကပြင်လာတယ်မေးတဲ့အခါကျတော့အကိုပြည့်တဲ့သူဒီတွန်ကပြောတာကပေါ့နော်လယ်ထဲမှာတဲ့ ယူကိုနှစ်ယောက်စော့နေရင်းနဲ့ပေါ့နော်သူ့ကိုအဖွားတယောက်ကလှမ်းခေါ်လိုက်လို့သူကအဲ့အဖွားနာကိုသွားတာတဲ့အဖွားနာကိုရောက်တဲ့အခါကျတော့အဲ့အဖွားကသူ့ကိုပြုံးပြတယ်တဲ့အဖွားရဲ့မျက်နှာကလည်းချိုးနေတာပဲပေါ့နော်သဘောကောင်းတဲ့ရုပ်ပေါ်တယ်တဲ့ပြီးတော့သူ့ကိုပြောတယ်ပေါ့နော်အသေးနံနေမုံနေကြွေးမယ်အဲလိုက်ခဲ့ဆိုပြီးတော့ခေါ်တဲ့အခါသူလည်းအဲ့အဖွားခေါ်တဲ့နောက်ကိုလိုက်သွားတယ်တဲ့ အဖားအိမ်ကိုရောက်တဲ့အခါကျတော့လည်းသူ့ကိုပေါ့နော်မုံတွေကော အသီးနှံတွေကောအများကြီးကိုကျွေးတယ်သူလည်းစားတာပေါ့နော်ဘိုက်တီတင်းပြီးတော့ဝါဝါတဲ့အခါကျတော့ပိုတဲ့ဒီမုံတွေအသီးနှံတွေကိုညီလေးအတွက်ပါယူလို့ရလားဆိုပြီးတော့အဖားရှိကိုတောင်းတဲ့အခါကျတော့အဖားကမုံတွေရောပြီးတော့အသီးနှံတွေကောပေါ့နော်အိတ်ထဲကိုတိတိကျကျထည့်ပေးတဲ့အပြင်နဲ့အိမ်အထိကိုလိုက်ပို့တာတဲ့အဲ့ဒီအဖားပေါ့နော်အိမ်လိုက်ပို့ပြီးပြန်သွားတော့တဲ့သူလည်း အေရှိမှာထိုင်နေတဲ့အိမ်ငိုက်တာနဲ့ဟိုအချင်းစိတ်ပေါ်လာနဲ့အခုလိုပဲအိပ်ပျော်သွားတယ်ဆိုပြီးတော့အကိုဖြစ်တဲ့သူတွန်ကပြောပြလာတယ်ပေါ့နော်အခုချိန်ထိတည်းငငယ်ကကြုံတွေ့ခဲ့ရတဲ့ဖြစ်ရက်ကိုတဲ့မမေ့နိုင်ဘူးပေါ့နော်သူတို့ဘက်ကတော့အထူးဆန်းတခုအနေနဲ့ကိုချိန်ထိမှတ်မိနေတုံးပဲတဲ့လူကြီးတွေကလည်းဟိုအကိုဖြစ်တဲ့သူကိုမေးတာပေါ့နော်ဒီတွန်ကိုအဖားရဲ့ပုံစံဘလို့ပုံစံလဲအရက်ဘလောက်ရှိလဲတိတိကျကျမေးမြန်းကြည့်တဲ့အခါကျတော့ဒီအကိုကြီးပြောပြတဲ့အဖွားကတဲ့ သူတို့နေတဲ့ရွာမှာပေါ့နော်တစ်ချိန်ကတကယ်ရှိခဲ့ဘူးတဲ့တဲ့သူတို့တော့မမွေးခင်ကလေးကပေါ့နော်အဲ့ဒီအဖွာကတည်ဆုံသွားပြီလေဖြစ်တယ်တဲ့အလူကြီးမိဘတွေပြောတာကတော့အဲ့ဒီအဖွာကတဲ့ဒီအောက်လန်းပညာတွေကိုလည်းတက်မြောက်တဲ့အဖွာဟိုတရာဖြစ်တယ်လို့သိရတယ်တဲ့တည်ဆုံတာလည်းတော်တော်လေးကြာပြီပေါ့နော်အဖွာကဘာတွေများအစွဲလန်းကြီးနေပြီးတော့အခုချိန်ထိမကြွတ်မလွတ်ပဲရှိနေတာလဲတော့ပြောတတ်ဘူးပေါ့နော်သူတို့ကလည်းအဖွာကအစွဲလန်းတစ်ခုခုရှိပြီးတော့မကြွတ်မလွတ်ဘူးဖြစ်နေတယ်လို့ပဲထင်မိတယ်တဲ့ဟုတ်ကဲ့ပါအခုဖြစ်ရလေးကတော့ထိုင်းနိုင်ငံက တန်နဲ့တုံလို့ညီကိုနှစ်ယောက်ဒီလိုအသက်6နှစ်အရွယ်နဲ့7နှစ်အရွယ်တုန်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အလေးပြောပြလာတဲ့အပေါ်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုတော့ပြန်လဲပြီးတော့အများဝေးတင်ဆက်ပြောပြပေးတာပဲဖြစ်ပါတယ်ခင်ဗျာအဲဒီလိုမျိုးဖြစ်ရလေးတွေနဲ့အလားတူဖြစ်ရလေးများကြုံမှုတဲ့သူများရှိကြလားဗျကြုံမှုတဲ့သူများရှင်နေ comment အောင်မှာကိုယ့်ရဲ့အတွေ့အကြုံလေးလေးကိုပြန်လည်ပြီးတော့မျှဝေပေးခဲ့ကြပါအောင်လို့ပြောကြရင်းနဲ့ဒီညအစီအစဉ်လေးကိုလည်းဒီညတင်ရနာလိုက်ပါတယ်ခင်ဗျာအားလုံးပဲအသက်ရှင်ကြမှာဆက်ချမ်းသာပြီးတော့လုံရင်ဆန္ဒလေးပြေဝကြပါစေခင်ဗျာ